တ်စစ်ဆိုတာကိုနားလည်ပြီးတော့လက်တွေ့အသုံးချတတ်ဖို့ဒီနေ့ဗီဒီယိုတစ်ပုဒ်ကလုံလောက်ပါတယ်။နည်းနည်းပြန်ပြီးရှင်းပြပေးမယ်။ပတ်စစ်ကိုဆရာထက်ထက်နားလည်အောင်သုံးရရှင်းတယ်။ဒါနောက်ဆုံးနေ့ဖြစ်တယ်။ဒါပေမဲ့ဒီနေ့နောက်ဆုံးပြန်ချုပ်မှာဖြစ်တယ်။ရိုးရိုးစာကြောင် subject verb object လို့ရေးပေးမယ်။ပတ်စစ်ဒီ object ကိုရှေ့ကိုရောက်လာတယ်။ object ဆိုတာခံရတဲ့သူကရှေ့ရောက်လာတယ်။ပုံမှန်ဆိုလှုပ်တဲ့ပြုလှုပ်တဲ့သူကရှေ့မှာနေရပေမယ်။ပတ်စစ်စာကြောင်မှာခံရတဲ့သူကရှေ့မှာရှိတယ်။ဘာကြောင့်ခံရတဲ့သူရှေ့မှာထားရလဲဆိုတာပြန်ပြောပြပေးမယ်။ဖတ်ဒီရိုးရိုးဘတ်မရတော့ဘတ်ဒီဘတ်တူပြီးဘလက်ဘတ်သွေးဖြစ်သွားမယ်။အဲ့တော့ပတ်စစ်မှာဘတ်တွေကပုံစံတွေက ရိုးရိုးနဲ့မတူဘူးဥမာ VAT 1ဒီ passive ပြောင်းလာတဲ့ခါကျရင်ဆရာတို့ကဘာပြောင်းလဲရလဲဆိုရင် MS VAT 3ပြောင်းမယ် VAT 2ဆိုရင်တော့ဆရာဘာပြောင်းမလဲဆိုရင် VAT 2ရ VAT 3ပြောင်းမယ်အလေးမထားနော်ပြီးရင် MS VNG အခုလုပ်နေတဲ့ MS VNG ဆိုရင် passive မှာဘာပြောင်းမလဲဆိုရင် MS R အဲ BN VAT 3ပြောင်းပါမယ်ဟုတ်လား now hazard black VAT 3ဆိုရင်တော့ဘာပြောင်းသွားမလဲ hazard black VAT 3ဆိုရင် passive မှာဒါဆို hazard black bin black VAT 3ပြောင်းသွားမယ် အားလေးမှတ်ထားနော်အဲဒီလိုလေးဝိုင်းလိုက်ရှုပ်မသွားလို့ဟုတ်ပြီဟုတ်ပြီအဲနောက်တစ်ခါကျတော့ w plus v0 ဆိုရင်ဘာပြောင်းမလဲဆိုရင် w b battery ပြောင်းအောင်အားလေးမှတ်ထားမယ်အားလေးကိုကြက်ထားမှပတ်စစ်ကိုမှန်မှန်ကန်ကန်ပြောင်းတတ်မှာဖြစ်တယ်ဟုတ်ပြီနော်နောက်ပတ်စစ်မှာ battery b နဲ့ battery ပေါင်းဆက်ထားရင်ကြည့်လိုက်လေ ms ဆိုတာ battery b ဘီယင်းဆိုတာ battery b ပဲ battery battery ဒါ battery b နဲ့ battery ပေါင်းထားဒါ battery b battery ပေါင်းထားမှာ battery b battery ပေါင်းထားဒီမှာ bin ဆိုတာ battery b မှာ battery B ဆိုတာဘက်တူ B မှာ battery အဲ့ဒါမျိုးပေါင်းဆက်ထားတာအဲ့ဒါကိုဘာလို့ခေါ်လဲ passive လို့ခေါ်တာဖြစ်တယ်အဲနောက်ပြီးကျတော့လုတ်တဲ့သူကပါခဲ့သည်ရှိတာနောက်မှာ bind subject ဆိုရင်နောက်မှာပြန်ထားရတယ်မပါတော့တာလည်းရှိတယ် passive ကိုထွင်ထားတဲ့ယူရကျ number 1တစ်ချက်လုတ်တဲ့သူကိုဘာဖြစ်တဲ့ခါလဲ share video ကြီးကြည့်ထားတယ်ဆိုသိတယ်ပြီးလုတ်တဲ့သူမသိတဲ့ခါဥပမာပြဆိုရင်ငါရဲ့စပိန်လေးအခိုးခံလိုက်ရပြီလို့ဆရာတော်ပြောမှဆိုလို့ရှိရင်ခိုးသွားတဲ့သူကိုဆရာတော်ကမသိတဲ့ခါမျိုးမှာအခိုးခံတဲ့စပိန်နဲ့စမယ်ခိုးတဲ့ဆိုတဲ့ verb ကိုရေးမယ် ပြင်လုတဲ့သူမထဲနဲ့ရတယ်ဒါအဲလုတဲ့သူမပါဘဲနဲ့ရေးလို့ရအောင်ဘတ်စစ်ကိုထွင်ထားတာဖြစ်တယ်အနောက်ခါကျတော့လုတဲ့သူကအရေးမကြီးတဲ့ခါမျိုးเนาะမြန်မာနိုင်ငံဆန်စပါးကိုအဓိကတင်ဖို့လေမြန်မာနိုင်ငံဒီနေရာဖြစ်တယ်ဆန်စပါးဒီအတင်ဖို့ခံရတဲ့ပစ္စည်းဖြစ်တယ်တင်ဖို့လေဆိုတာ vat ဖြစ်တယ်တင်ဖို့တဲ့သူဖြစ်တဲ့ကုန်တယ်တို့ဘာတို့ထည့်မရေးလဲရတယ်အဲတော့ဆရာတကယ်တကယ်ပြောနေလဲအဲ့လိုကုန်တယ်များတယ်ဆိုရင်ထည့်ပြေးတာမလုံးလေ object ပဲပါတဲ့ခါမျိုးမှာတုံးလို့ရအောင်လို့ဘတ်စစ်ကိုထွင်ထားတာဖြစ်တယ်နောက်တစ်ခါကျတော့လုတဲ့လူပါရဲ့သားနဲ့ ခံရတဲ့ object ကိုပဲအလေးပေးခြင်းတဲ့အခါမျိုးမှာ object ကိုရှေ့မှာထားရတာမျိုးလည်းရှိတယ်။အဲဒါဆိုရင် passive ကိုသုံးရတဲ့ user ကိုသိပြီ။ဒီမှာကြည့်လိုက်အောင်။မနက်တိုင်းစပွဲကုန်တွေကိုစားသုံးသူတွေမရောက်မီ dashing လောက်ပါရဲ့။ဘသူတွေလောက်တာလည်းမပါဘူး။အမဲစားတော့ဆိုင်ဆိုင်ရဲ့အဲဝင်တန်းနေဖြစ်မှာပေါ့ဒါပေမဲ့အဓိကကတော့လုတဲ့သူမပါတော့ဘူးဆိုရင်ဘာနဲ့ပဲရေးရအောင်လဲ passive နဲ့ပဲရေးရအောင်အဲ့တော့စပွဲကုန်ဆိုတဲ့ object ကိုရှေ့ထားရေးရမယ်အခုတော့တောက်ဆရာတွေကိုစပွဲတို့တွေကပြင်ဆင်နေတယ်ရတယ်စပွဲတို့ဆိုရယ်လုတဲ့သူနဲ့စာရေးလဲရတယ်အဲ passive အခန်းဆိုတော့ပြုလုပ်ခံရတဲ့တောက်ဆရာတွေကိုအရင်ရေးလိုက်မယ် ပြီးတော့မှစပွဲတိုးတွေကိုနောက်မှ buy subject နဲ့ရေးမှာပေါ့လွန်ခဲ့တဲ့ဘက်ကဘာမာလူစင်တော့ menu ပေါ့နော်အင်္ဂလိပ်စံ menu အစ်တစ်ခုကိုစားသုံးသူတွေအတွက်မိတ်ဆက်ခဲ့တယ်ဘာလို့မိတ်ဆက်တာလဲဒီ menu အစ်စ်ဆိုတာမိတ်ဆက်လိုက်တာအဲ့ဒါခံရတဲ့ဟာမိတ်ဆက်ခံရတဲ့ဟာအဲ့ဒါကိုရှေ့မှာထားရေးမယ်ဂိမ်းမုတ်တွေကို support မှုတွေကဖုတ်ပြီးပါပြီတဲ့ဟောဂိမ်းမုတ်တွေဆိုတာဘာလဲဆိုရင်အာဒီ support မှုတွေဖုတ်လိုက်တော့ခံရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဒါကိုလည်းဘာနဲ့ရေးမလဲဒီ object ကိုရှေ့မှာထားပြီး passive နဲ့ရေးမယ်ဂျမ်းမြင့်တွေကိုလည်းမင်းညက်နေကပြောင်းအောင်တိုက်ခဲ့တယ် တိုက်ခါတဲ့ဂျမ်းပြင်းတွေရှေ့မှာထိုင်မယ်။တောင်တိုက်တဲ့သူမပါဘူး။ဒီညာလဲ၎င်းတို့ကိုထက်ပြီးတိုက်ပါလိမ့်မယ်။၎င်းတို့ဆိုတာဂျမ်းပြင်းတွေပဲပြန်ပြောတာဖြစ်တယ်။လုတ်တဲ့သူမပါဘူး။အဲ့တော့လုတ်တဲ့သူမပါပဲခံရတဲ့အရာတွေနဲ့ပဲဦးစားပေးပြီးပတ်စစ်တွေတုံးမှာဖြစ်တယ်။ဘတ်အနေထားနဲ့ကြည့်ရအောင်။မနက်တိုင်းဆိုတဲ့ကိစ္စဒီအဲဒီတန်ရှင်းလို့လည်းဆိုတဲ့ကိစ္စအောင်ဆက်ပါနဲ့ရေးမစင်။ဒီဘဝကနေလာတဲ့ MS Factory နဲ့ကြည့်ရမှာဖြစ်တယ်။အဲ့တော့ပုံမှန်ဖြစ်ကိစ္စမဟုတ်လို့။အခုလုတ်နေတဲ့ဟာဒီရိုးရိုးဆိုရင် MS Factory ဒီဟုတ်တယ်နော်။ဒါပေမဲ့ပတ်စစ်နဲ့ရေးမှာဆိုတော့ MS Factory နဲ့ရေးရမယ်။ လွန်ခဲ့တဲ့အပတ်ကကိစ္စဒီအတိတ်ရိုးရိုးဆိုရင်ဘဒူးပေါ့အစစ်နဲ့ပြောင်းရင်မဆိုင်ဘဒူးထားလို့မရတော့ဘူးရှင်းမှာ object ခံရတဲ့သူထုတ်လိုက်ပြီဆိုရင် what's your battery ပြောင်းရမှာကိမုတ်တွေကိုစပုံမှုတွေဖတ်ဖုတ်ပြီးပါပြီပြီးသွားပြီဆိုတဲ့ကိစ္စဒီရိုးရိုးဆိုရင် hazard black battery ပေါ့ဒါပေမဲ့ passive နဲ့ဆိုရင်တော့ hazard black black battery ဖြစ်သွားမယ်တမ်းမြင့်တွေကိုမနေ့ညနေရပြောင်းတိုက်ခဲ့တယ်မနေ့ညနေရကိစ္စအတိတ်ဆိုတော့ဗဒူးနဲ့ရေးရမှာရိုးရိုးဆိုရင်ဒါပေမဲ့အတိုက်ခံတဲ့ဂျမ်းမြင့်ကိုရှေ့မှာထားမယ်ဆိုရင်တော့ ဝက်ဆိုရဘလက်ဘက်တရီနဲ့တောင်းရမယ်။ဒီညာလဲ၎င်းတို့ထပ်ပြီးတိုက်ပါလိမ့်မယ်တဲ့။အဲ့တော့တိုက်ပါလိမ့်မယ်ဒီရိုးရိုးဆိုတော့ဝေဘလက်ဗစီရိုပေါ့အနာကက်ဆိုတော့အဲ့ဒါပေမဲ့ passive နဲ့ရေးမယ်ဆိုရင်ဝေဘီဘက်တရီဖြစ်တယ်။အဲ့တော့လက်ဆန်းကျင်တယ်ဆိုရင်ဗီဒီယိုလေးရပ်ပြီးစမ်းကြည့်မယ်။လက်မဆန်းတော့ဆရာရဲ့အပြည့်ပြည့်ပဲကြည့်ရမယ်ဆိုရင်ကြည့်လို့ရတယ်။ကြည့်ပြီးတော့မှတ်ရမယ်။အသုံးချရမယ်။ဒါမှဆရာလန်နာကြီးရဲ့ခေါင်းထဲကိုရောက်ပြီးတော့တကယ်တက်သွားမှာဖြစ်တယ်ပေါ့နော်။အဲ့ကြည့်လိုက်အောင်မနက်တိုင်းပဲပါရနော် every morning မနက်တိုင်း ဇပွဲကုံဒီကိုစားသုံးသူတွေမရောက်မီတန်းချင်းလောက်ပါတယ်ဟုတ်ပြီခံရတဲ့ဘာနဲ့စမယ် object နဲ့စမယ်ဇပွဲကုံဒီတဲ့ tables subject ပြီးသွားရင်ဘာလာမလဲ but to be battery ပုံမှန်လောက်တဲ့ကိစ္စဆိုရင်ဟောင်းဝောင်းရိုးရိုးသုံးပိုင်းခံရတဲ့သူရှေ့မှာထိုင်ရင် MS battery ဇပွဲကုံကများတော့အားထဲမယ် battery တန်းချင်းလောက်တာ clean ပေါ့ဒါဘက်တရီပြောင်းဆိုတော့ table စာ clean လောက်တဲ့သူပါလားမပါဘူးဘိုင်း subject ရေးစရာမလိုဘူးနော်အဲ့ဘာပဲကျွန်တော်လဲစားသုံးသူတွေမရောက်မီမတိုင်မီဆိုတာ before ဟုတ်ပြီနော်စားသုံးနေတော့ဘယ်လိုခေါ်လဲဆိုရင် customer before customer အဲဗတ်လာမယ်ရောက်တာ arrive ဖို့အများဆိုဘာမှမ access ဆောင်လို့တော့ before customer arrive အာ customer တွေမရောက်မီ table as clean စပွဲကုန်တွေတက်ရှင်းလုပ်ပါဒါမှဒီစားတော့ဆိုင်ရဲ့စပွဲလို့ယူစားပြီးတိကျလို့ယူစားရင်တော့ဒီမှာဒယ်ထဲလို့ရတယ်အခုတည်းတောက်ဆရာတွေကိုစပွဲတို့တွေကပြင်ဆင်နေကြတယ်ကဲအခုဆိုတော့ now ပေါ့တောက်ဆရာတွေကိုဆိုတော့ဆရာတော့ဘယ်လိုလဲဆိုရင် drinks ဘာလဲစားလိုက်လဲ ပြုလုပ်ခံရတဲ့ object ကြီးနဲ့စလိုက်တယ်မကြောက်နဲ့ object နဲ့စပေးမယ်လဲ passive ရှင်ရေးလို့ရတယ်နောက်မှသာရိုးရိုးတွေမှာရေးမိစေနေ passive verb တွေသုံးမယ်အခုလုပ်နေရင်ပုံမှန်ဆိုရင် ms file ရေးတယ်ရေးလိုက်မှာလှုပ်တဲ့သူဒါရှေ့မှာထားမယ်ဆိုရင်စပွဲတို့ကိုဒါရှေ့မှာထားမယ်ဆိုရင် ms file ရေးနေရောက်အောင်မှာအခုဖြစ်နေရမဟုတ်လို့ဒါပေမဲ့ပြုလုပ်ခံရတဲ့ object ကိုရှေ့မှာထားတာဖြစ်တဲ့ကြောင့် ms file ရေးရိုးရိုးမရပဲနဲ့ ms being battery ကိုသုံးရမယ်အများဆိုတော့ r being ဟာလာအခုလုပ်နေတော့ being ကိုကိုစားပြုတာထဲမှာ battery အဲ verb ကပါလေပြင်ဆင်နေဆိုတော့ prepare လို့ခေါ်တယ် pri prepare စားလနိုင်ဘတ်တီမှာရသွားမယ် vocabulary မှာရသွားမယ်လို့ဆရာပြောလိုက်ပါတယ်ဘက်တရီဆိုတော့ဒီထည့်လိုက်မယ်အဲ့တော့ drinks are being prepared လူရပြင်ဆင်ပေးနေရလဲစပွဲတို့တွေကလောက်တဲ့သူပါတယ် buy ခံပြီးရမယ် buy the waiters လုံခဲ့တဲ့ဘက်ကလည်း menu အစ်တစ်ခုကိုစားသုံးသူတွေအတွက်မိတ်ဆက်ခဲ့တယ်ဘယ်သူမိတ်ဆက်သွားလဲလို့မသိဘူးရတယ်ကိစ္စမရှိဘူး object ပဲရှိလဲ passage ရတယ်အချိန်ဝင်ရေးလို့ရတယ် last week menu အစ်တစ်ခုဆိုတော့ a new menu လို့အင်္ဂလိပ်လိုမခေါ်ဘူး menu ဟုတ်ပြီဆက်ပြပြီးသွားပြီเนาะပါလာမယ်ဗတ်လာမယ်မလုပ်ခဲ့လဲမိတ်ဆက်ခဲ့တယ်အတိတ်ပေါ့အတိတ်ဆိုဗတ်ဒူးသွားမရေးချလိုက်နေရှေ့မှာရောက်နေတာလုပ်ခဲ့သူမဟုတ်ဘူးဗတ်ဒူးကိုဘာပြန်ပြောင်းရလဲ west wire battery တခုကိန်းဆိုတော့ west ထည့်မယ် battery ပြောင်းမယ်မိတ်ဆက်တာကိုဂျိုင်းလို့ဆရာတို့ဘယ်လိုခေါ်လဲဆိုတော့ introduce လို့ခေါ်တယ် TU CE ဆိုကြ battery ပြောင်းတော့ဒီထိုက်ပဲเนาะ a new menu was introduced ဘာရအတွက်လဲစားသုံးသူအတွက်ဆိုတော့ for the customer အရသာရှိတဲ့ကိမုတ်တွေကို support မှုတွေကဖုတ်ပြီးပါပြီတဲ့ပြီးသွားပြီဆိုတဲ့ကိစ္စ support move တွေနဲ့စာရင်လည်းရတာပဲပေါ့ဒါပေမဲ့ passive style ဖြစ်အောင်အဲဒီဖုတ်လိုက်တဲ့ game mode တွေရေးမယ်ရတာရှိတဲ့ game mode တွေဆိုတော့ delicious case ပြီးသွားပြီဆိုရင်ပုံမှန်လုတ်တဲ့သူသာရှိမှာဆိုရင် hazard black factory passive နဲ့ဆိုတော့ hazard black bin black factory အများဆိုတော့ half ထည့်မယ်ဘင်းလေးလေးထည့်အောင်မယ် game of hope တော့လို့ခလဲ bake bake လို့ခါတယ်ပိတ်စာဖောက်တီဘိတ်ခါစာမဟုတ်ဘူးတမဘိတ်ခရီစာမဟုတ်ဘူးပေါ့နော်အဲ့တော့ bake မှာဒီထက်တော့ have have been baked ဖြစ်တာပေါ့ဒီစာရေးဆိုဘယ်သူတွေဖုတ်တာလဲဖုတ်တဲ့သူဘာလဲပါတယ် support မှုတွေဆိုတော့ by the chef ဟုတ်ပြီနော်ဒါအရသာရှိတဲ့ game ကို support မှုတွေကဖုတ်ပြီးပါပြီအဲနောက်ချန်ပီယံတွေကိုလည်းမနှင်းညက်နေရပြအောင်တိုက်ခဲ့တယ်တိုက်တဲ့သူပါလားအဲတိုက်တဲ့သူမပါဘူးရတယ်ကိစ္စမရှိဘူးချန်ပီယံတွေကိုဆိုတော့ the flaws ဟုတ်ပြီဆက်ပြပြီးသွားမှာလားမလဲဆက်ပြပြီးသွားတာမဟုတ်ဘူးနော်ခံရတဲ့ object ပြီးသွားတာဘက်ကိုရှာမယ် အဲမနေ့ကညနေကဆိုအချိန်ကရှေ့သုံးထားရတဲ့ရယ်နောက်ဆုံးမှာပဲထားရတဲ့တော့မယ်နော်ဘက်ကတိုက်တယ်တိုက်တာဒီအဲ mop လို့ခေါ်တယ်ပေါ့ကျန်းတုပ်ဖက်တဲ့တိုင်ပြောင်အောင်တိုက်တယ်ဆိုရင်တော့တခါလေးဘယ်လိုရေးလို့ရလဲဆို polish လို့ရရှိတယ် polish လာတာပြောင်အောင်တိုက်ပြီးတဲ့မနေ့ကကိစ္စဆိုတော့ဘတ်တူးနဲ့ရေးရမှာခံရတဲ့ကျန်းမြေကိုရှေ့မှာထားတာဖြစ်တဲ့ကြောင့် west wear ဘတ်တူးအများဆိုတော့ wear တော့လိုက်တယ် wear polish တိုက်တဲ့သူပါလားမပါဘူးမပိုင်းအချိန်မဲ့ထက်တော့မယ်မနေ့ကညနေကဆိုတော့ yesterday evening ဒီညလေဒီညလေဆိုရင်တော့ tonight ပေါ့ ောက်ဆုံးမှထားရည်လည်းရရတယ်နော်ကော်မာကုတ်အချိန်ကိုရှေ့မှထိုင်ကော်မာလေးကုတ်ရတယ်၎င်းတို့ကိုချက်ပြီးတိုက်ပါလိမ့်မယ်၎င်းတို့ဆိုတော့ဒီ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 ချမ်းမြေတွေရင်းညွှန်းတာဖြစ်တဲ့အများရှေ့မှထားပြီးမယ်လေသူကအတိုက်ခံရမယ့်အရာဖြစ်တဲ့ပက်စစ်300အုံးမှာပဲရိုးရိုးကိစ္စလုံးတဲ့သူကရှေ့မှရှင်ဝေဘလက်ဗက်စီလို့လုတ်လိမ့်မည်ခိုင်းရသူရှေ့မှဆိုရင်ဝေဘီဘက်တရီဆိုတော့ they will be polished ဘာတူပြောင်းလဲပါတော့ they will be polished ဘယ်လိုလဲဒီညဆိုတော့ပြီးသွားပြီ they will be polished ထပ်ပြီးဆိုတာလေးတော့ဒါဘာလေးထပ်မလဲဆိုရင် again ပေါ့ we polish again. And Xia Bian every morning, the tables are clean before customer arrive. Now, drinks are being prepared by the waiter. Last week, a new menu was uh, a new menu was introduced for the customer. The leisure case has been baked by the chef. The floor will be polished yesterday evening. Tonight, they will be polished again. 给大家说，今天嘛，什么呢？ tens မျိုးစုံတုံးပြီးတော့ basic ကိုဆက်ရင်းနှီးတင်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။ sell လနိုင်ပြီးတော့တကယ်အကျိုးရှိပြီးတော့အသုံးချနိုင်မယ်လို့လည်းယူဆပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ basic ကိုဘယ်လောက်တုံးနိုင်လဲသိအောင်စာကြောင်းတစ်ကြောင်းလောက်ကို basic ကိုတုံးပြီးတော့ရေးကြည့်ကြပါဦးเนาะ။အဲ့တော့စာကြောင်းတုံးတဲ့နေရာမှာလည်းဟို single တဲ့စာကြောင်းပေါ့လေးလေးနက်နက်ထားစေခြင်းတဲ့ဟာမျိုးလားဒါမှမဟုတ်လို့ရှိရင်လည်းအဲလုတ်တဲ့သူမပါလို့လားစသဖြင့်ရည်ရွယ်ချက်တစ်ခုတော့ပါရအောင်မှာပဲဖြစ်ပါတယ်အဲ့တော့ဆက်လက်နိုင်စူးစမ်းလိုက်စူးစမ်းကြပါဆက်တတိယဆရာတင်ပေးနေမယ်တတိယဆရာလေ့လာကြပါဖိုက်တယ်မှာ